ဒီရေကန်ကဘယ်လိုပို့တယ်ကြီးရောတမပြဒီအเจ้าကနေပြန်တယ်ဟောတမပြဟောငါလေးဟောဒီထဲမှာဖုန်းဖုန်းတော့ရေလောင်တာပေါ့နော်ဟောတမပြဒီနော်ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုရရလာရတယ်အဲ့လောက်ကတော့ဘာမှမရှိဘူးအရှင်မြတ်ခုကဒါဒါလေးပွဲသားတော့ပြုနေမွမ်းမံနေတာပေါ့နော်ဟုတ်လို့ဟိုဒါလေးအဲဒါတော့ဘယ်လိုဘယ်လိုလောရတော့မလဲအဲအကြောင်းကြီးအများကြီးပဲတကယ်ကြီးသူကဘယ်လိုလောမလဲမစင်းလာအောင်ပါဘောတကယ်ကြီးတမန်ပြတမန်ပြနားလေတဲ့သူနဲ့ပြကြည့်ပြီးတော့ပေါ့နော်ဟုတ်ပါဘူးဘယ်လိုမျိုးလုံးလို့ရမလဲအဲ့ဒါလေးလုံးပြီးတော့ တမဖေ။အိုက်ကန်နော်။ရေလောင်ကန်ပေါ့နော်ဒီတောင်ပေါ်ချောင်းရဲ့ရေလောင်ကန်ပေါ့နော်။ရေလောင်ကန်ပြီးတာ။တမဖေ။ဘုံဘုံဖေ။ပြီးတော့တို့ဒီရေကန်တပြီးတော့တို့ပေါ့နော်ရေကန်အတွက်ပေါ့နော်ဘုံဘုံတို့ဒီရေကန်ပြုတ်ပြင်းမှုမဲ့နေရာမှာဖြစ်ပေါ့နော်ဘုံဘုံတို့လိုအပ်တဲ့နေရာမှာပါဒီရေကန်အတွက်ကြီးရလည်းမဟုတ်ပါဘူးဒီပြိုကျပျက်စီးသွားတဲ့နေရာဘယ်နေရာမှာတူတူကတော့ဒီဟာအဓိကလောကတမဖေတမဖေရေလောင်ကန်ဒီအเจ้าနေရေပေးတဲ့ကန်ရေကန်မရှိလို့ရှင်အလုံးမဖြစ်ဘူးတမဖေတမဖေဒါခုနှစ်သားသမီးစုပေါင်းအလှူလေးပါဗျာဝိထုငွေ9သိန်းပါဗျာဟုတ်ကဲ့ဟုတ်ကဲ့တမဖေ ကျေးဇူးပါပါရယ်နော်ပါရမီရက်ကကပေါ့နော်ဆန္ဒတိတိချောင်းကဆရာကြီးနှစ်ပါးကိုကျွန်တော်တို့လက်စေးကူးသားဖို့တောက်ဆိုပြီးတော့ဗောနော်330ဝိထုငွေတောက်ရောက်လှူတဲ့နဲ့ဗီဒီယိုရဲ့မှတ်တမ်းဗီဒီယိုမှာကျွန်တော်ဗီဒီယိုနောက်ပိုင်းမှာကျွန်တော်စီမှာကျန်တဲ့လက်ကျန်ငွေစုစုပေါင်းကိုကျွန်တော်ပြောပြထားပါတယ်ဗျာနော်လက်ကျန်ငွေစုစုပေါင်းကတော့330 4360000နဲ့မှာ60ဖြစ်ပါတယ်အဲ့ဒါကိုဒီနေ့ဗီဒီယိုမှာ ကျွန်တော်ပေါ့နော်စကိုင်းတောင်ယူကဘုံကြောင်တစ်ခုရယ်ပေါ့နော်ဒါရေလောင်ကန်ပြုပြင်မွမ်းမံဖို့အတွက်ပေါ့နော်ဒါရေရရှိရေရေရရှိရေလှုပ်ဆောင်တဲ့နေရာမှာဖြစ်ရယ်ပေါ့နော်အာဒီဆရာတော်ဖရားတွေလိုဝဲတဲ့နေရာမှာအသုံးပြုလို့ရအောင်နဝကမဝတ္ထုအလူငွေ9သိန်းထူတန်းခဲ့ပါတယ်အဲ့တော့3380 4သိန်း6160တရားနေပြီးတော့9သိန်းကိုနှုတ်လိုက်တော့ သိန်း390 6သိန်း6000 9160ကျန်ရှိပါသေးတယ်ကျွန်တော်ကိုရဲနေညာပိုင်းပေါ့နော်၁၀ရဲနေမနက်ကစပြီးတော့လူငွေလက်ခံတာလေးကိုရက်တန်ထားတာဖြစ်ပါတယ်အခုလဲလူငွေလက်ခံတာလေးရက်ထားတော့မှာပဲဗျာနော်အာလက်ခံရကြည့်တာလေးအလူငွေလေးတွေကိုလိုက်လံထူထမ်းဖို့အတွက်စီစဉ်ဆောင်ရွက်နေတာလေးရှိနေလို့အလူငွေလက်ခံတာလေးကိုရက်ထားတာဖြစ်ပါတယ်အနောက်လိုအဲ့လိုထပ်မံပြီးတော့ဒါလက်ခံပြလို့ရှိရင်လဲကျွန်တော်ဗီဒီယိုလေးတင်ပြီးတော့ပြောပြပေးပါမယ်အကျွန်တော်စီကိုဆက်သွယ်ပြီးတော့ပေါ့နော်ဒါထက်တိုးထားတဲ့အလူငွေလေးတွေရှိပါသေးတယ်ဗျာနော်အလူငွေရော့မသွားဘူးပေါ့နော်ထက်တိုးထားတဲ့အလူငွေလေးတွေကတော့မဆန်းဆန်းရန်ကုန်မှ9000 မက်ဇီဇဝါနိုင်9000မက်ခင်မျိုးဦးခင်တဲကြီးအုပ်စုចောင်းကုန်းကြီးရွာ တောင်တွင်းကြီးရနေပြီးတော့တသိန်းမဆုယရနာမိသားစုရန်ကုန်ကနေပြီးတော့တသိန်းအဆူဆူပေါင်းအခုပြောတော့တာ3သိန်းပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့10ရက်နေလာဒိတ်တော်မမှတ်မိတော့ဘူးပေါ့နော်ကျွန်တော်တို့မှာဝင်ထားရတာလေးရှိလို့ထပ်ပြီးတော့ပေါင်းပြပေးတာဖြစ်ပါတယ်ပြီးတော့17ရက်နေ12ရက်နေမှာထပ်တိုးပြီးတော့လှူဒန်းထားတဲ့လူငွေလေးရှိပါသေးတယ်ဥအောင်ကိုတောင်ကြီးကနေပြီးတော့ ကိုအောင်လင်းသူမနှင်းဝေဖြိုးကတသိန်းဒေါ်အေးအေးမူရန်ကုန်ကနေပြီးတော့နှစ်သိန်းအဲ့တော့အခုထပ်ပြောတာစုစုပေါင်း3သိန်း2000ခုနရှေ့မှာပြောတာက3သိန်းအဲ့တော့စုစုပေါင်း6သိန်းနဲ့မှ2000ထပ်ပြီးတော့ရပါတယ်အဲ့တော့ကျွန်တော်ခုနကပြောတဲ့လက်ကြံငွေသိန်း390 6000 6160ကို6သိန်း2000နဲ့ပေါင်းလိုက်တဲ့အချိန်မှာတော့သိန်း300နဲ့မှ80 5သိန်း8160ကျန်ရှိပါသေးတယ်ဗျာနော်သိန်း380 5သိန်း 8160ဒါပေမဲ့ဒါစင်းရင်ရကျန်တာပေါ့နော်ကျွန်တော်လိုက်လူထားတဲ့မှတ်တမ်းဗီဒီယိုလေးရှိပါတယ်ဒါဗီဒီယိုအစ်တင်မလုပ်ဖြစ်သေးတော့မတင်ရသေးတော့စင်းရင်ရကျန်နေသေးတာပေါ့နော်ကျွန်တော်ဗီဒီယိုတပုတ်ချင်းစီနဲ့မှတ်တမ်းဒါထွက်သွားတဲ့အလူငွေလက်ကျန်ကျန်ရှိတဲ့အလူငွေနော်လှူလိုက်တဲ့အလူငွေလက်ကျန်အလူငွေအားလုံးတိတိကျကျနဲ့ဗီဒီယိုလေးတွေစပြီးတော့လက်ခံနေကြတယ်ဟုတ်ရေးပေးကြတယ်ကွာအဲ့လိုပဲကျွန်တော်တိတိကျကျစီစဉ်ဆောင်ရွက်ပေးတာပေါ့နော်အခုလည်းတိတိကျကျနဲ့စီစဉ်ဆောင်ရွက်ပေးထားပါတယ်ဒါအလူရှင်တွေအားလုံးရောကျွန်တော်ဗီဒီယိုကြည့်ရှုနေတဲ့သူတွေရောအားလုံးတည်မှာပါဗျာနော်အဲ့တော့အားလုံးပဲ ကျေးဇူးတင်ပါတယ်ထက်မှန်ပြီးတော့အလွာအလွန်ငွေလွှဲတာလေးတွေကိုရက်တန်ပေးထားကြပါအောင်ဗျာနော်ကျွန်တော်ရဲ့ကျွန်တော်အရင်ပြောထားတဲ့ KB ကောင်းနေရလဲခုညီမလေးကိုလည်းကျွန်တော်အာညီမလေးကလည်းဗောနော်အရင်စိတ်ပူတာတွေပါတယ်လက်ရှိလို့သူ့လည်းရွာပြန်ပို့ထားပါတယ်ကျွန်တော်လည်းဆိုင်မှာဖွင့်ပြသေးဘူးဆိုတော့ဗောနော်အမေရောညီမလေးရောရွာမှာပါအဲ့တော့ KB ဖုန်းနေရလဲ drama internet line တွေပါတယ်မမိပါဘူးကျွန်တော်ဒီမှာ KB ဖုန်းကတစ်လုံးပဲကျန်ခဲ့တော့ရယ်ဗောနော်အဲ့တော့ကျန်နေဖုန်းနေရညီမလေးနဲ့ရွာပါသွားပြီဗောနော်အဲ့တော့ငွေလွှဲတာလေးတွေပါတယ်လောက်လာလို့ရှင်ကျွန်တော်တို့မှာ ကြည့်ပြုတ်ပြန်မစစ်ပေးနိုင်တာတွေမကြည့်ပေးနိုင်တာတွေပေါ့နော်ဒီလှူတဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်နေရလို့အဲ့လိုမျိုးပိုင်းလေးတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ငွေလွှဲတာလေးတွေတော့ထပ်မံပြီးမလုပ်ဖို့အဲတချို့ကလည်းကျွန်တော်စီမှာမဆက်သွယ်ဘဲနဲ့လွှဲလိုက်တာမျိုးရှိရှိနိုင်တယ်လေနော်အဲ့တော့ဟိုငွေလွှဲတာလေးလည်းရက်တံပေးထားကြပါအောင်ကျွန်တော်လူငွေလက္ခဏာလေးကိုရက်ထားပါတယ်ဆိုတဲ့အကြောင်းလေးကိုဒါမြစ်တာရက်ခံအဲပြီးတော့တောင်းဆိုပါရဲထပ်မံလွှဲကြပါသေးနဲ့အောင်လို့ပေါ့နော်အဲ့တော့နောက်ထပ်ထပ်မံပြီးလက္ခဏာပြင်နေကျွန်တော်ဗီဒီယိုတင်ပြီးတော့ပြောပြပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်